င်သင်္ဘောနှစ်စင်းကိုပထမဆုံးအကြိမ်ဖြင့် Pacific ဒေသမှာ အပြိုင်နက်ထဲမြင်တွေ့ရပြီးနောက်ပြီးခဲ့တဲ့စနေနဲ့တနင်္ဂနွေနေ့မှာတရုတ်ဇက်တိုက်လေယာဉ်တွေဟာဂျပန်ကင်းတဲ့လေယာဉ်တွေအနီးကက်လျက်ပြန်တန်းခဲ့တယ်လို့ဂျပန်ကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့စိုးရင်ကြောင်းနဲ့အလားတူမဖြစ်ရအောင်တားဆီးဖို့တရုတ်နိုင်ငံဘက်ကိုကျွန်တော်ပြောကြားခဲ့ပါတယ်လို့ဂျပန်အစိုးရထိတ်တန့်ပြောရေးဆိုခွင့်ရှိသူယိုရှိမာဆာယာဟာရှိကပြောပါတယ်။စနေနေ့ကတရုတ်လေယာဉ်တင်တင်မော်ရှန်တုံက J15 စတိုက်လေယာဉ်တစ်စင်းဟာဂျပန်ရဲ့ P3C ကင်းလက်လေယာဉ်ကိုမိနစ်40ကြာကပ်ရက်ပြန်တန်းခဲ့တယ်လို့ဂျပန်ကာကွယ်ဝန်ကြီးဌာနကပြောပါရယ်တနင်္ဂနွေနေ့မှာတရုတ်ရဲ့ J15 စတိုက်လေယာဉ်တစ်စင်းဟာဂျပန်ရဲ့ P3C ကင်းလက်လေယာဉ်ကိုကပ်လိုက်ကဂျပန်လေယာဉ်ရဲ့ရှေ့ကမီတာ900အကွာကနေပြန်တန်းခဲ့တယ်လို့ဂျပန်ကာကွယ်ဝန်ကြီးဌာနကဆိုပါရယ်အိုကီနာဝါကျွန်းခြေဆိုင်ဂျပန်ရေတပ်ဖွဲ့ပိုင် P3C ကင်းလက်လေယာဉ်တွေဟာ ပစိဖိတ်သမုတ်တရားနိုင်ငံတကာရေပိုင်နက်အတွင်ကင်းလဲမှုတွေပြုလုပ်ခဲ့တာလို့အဲ့ဒီဝန်ကြီးဌာနကဆက်ပြောပါရယ်တရုတ်စစ်လေရင်တွေရဲ့အခုလိုမျိုးမူမမှန်တဲ့ချင်းကပ်မှုတွေက မတော်တဆမှုတွေဖြစ်စေနိုင်ပါတယ်ဂျပန်လေရင်တွေနဲ့အမှုရန်တွေထိခိုက်တာမျိုးမရှိခဲ့ပါဘူးလို့အဲ့ဒီဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်ဂျပန်နိုင်ငံကတရုတ်နဲ့အဆင့်အသီးသီးမှဆက်သွယ်မှုဆက်လက်ထားရှိကရေပိုင်နဲ့စောင့်ကြည့်မှုလုံဆောင်မယ်လို့ဟာယာရှိကပြောပါရယ် ဒီသတင်းမဲ့အစောပိုင်းမှာတရုတ်လေရင်တင်တင်မော်ရီဟာပစိဖိတ်ဒေသမှာတပြိုင်နက်တည်းစီးရဲလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။အဆိုပါစစ်စင်ရေးဟာပုံမှန်လုံရိုးလုံစင်လေ့ကျင့်မှုသာဖြစ်ပြီးမြေသည့်တိုင်းမီကိုမှမရည်ရွယ်ခဲ့ဘူးလို့တရုတ်နိုင်ငံကပြောပါတယ်။မြင်းကလင်းဘေးကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ2026ခုနှစ်မတ်လမှာကုန်ဆုံးမဲ့ဗန်နာရီနှစ်မှာနေ့တသမ900ဂိုင်းနှုန်းကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာတစ်ခုကခန့်မှန်းပါတယ်။ စက်ရုံတွေပိတ်သိမ်းမှုထောက်ပံ့ရေးလမ်းကြောင်းအဟန့်အတန်းလုံသားပြက်လက်မှုနဲ့အခြေခံဆောင်တွေထိခိုက်ပျက်စီးမှုကြောင့်နေပယ်တီးတီးမှထုတ်လုပ်မှုအလင်းပြတ်သွားခဲ့တယ်လို့ကမ္ဘာပံရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်ငလျင်တန်ကြောင့်ထိခိုက်ပျက်စီးမှုမှာ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှတဲ့ဒေါ်လာ17ဘီလီယံတိရှိခဲ့တယ်လို့အစိုးရခန်းစာက ဖော်ပြပါရယ်မြန်မာနိုင်ငံရဲ့လူနေထူထပ်ရာအုပ်ချုပ်ရေးမြို့တော်နေပြည်တော်နဲ့ ဒုတိယအကြီးဆုံးမန္တလေးမြို့တော်ဟာငလင်တန်းအခမ်းအရဆုံးနေရာတွေဖြစ်ခဲ့ပါတယ်။ငလင်ကျောင်းတည်တာတဲ့အသက်အဝိုင်းဆုံးရှုံးမှုနဲ့နေရဲဆုံးခွာမှုတွေဖြစ်ပေါ်စေခဲ့ပြီးငကိုဆိုးရွားနေပြီးသားစီးပွားရေးခြေနေကိုပုံမို့ဆိုးရွားစေခဲ့ကမြန်မာပြည်သူတွေရဲ့ကြမ်းကြမ်းခိုင်ဆွမ်းကိုထက်မှန်ဆန်းသတ်လိုက်တာဖြစ်ပါတယ်လို့ကမ္ဘာ့ဗန်ရဲ့ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးမဲလင်ဒါဂုတ်ကပြောပါတယ်။2025ခုနှစ်ဧပြီလအထိငွေကြေးဖောင်းပွားမှုဟာ 34တသမ100ခိုင်နှုန်းရှိခဲ့ပြီး2024ခုနှစ်အတွင်းဆင်းရဲမွေးတိမ်မှုနှုန်းဟာ30ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာကဖော်ပြပါရယ်